အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီလင်စီယာမင်းပိုင်ဆိုးဖြစ်ပါတယ်ကျွန်တော်ခုနကတော့ကျွန်တော်မိတ်ဆွေတနင်္ဂနွေသားသမီးအားလုံးအတွက်ကိုရဆက်တလ2025ကနေ15ရက်ဆက်တလ2025အတွင်းမှာကြုံတွေ့ရမယ့်တပတ်စာကညမာဟောကင်းကိုကဏ္ဍတစ်ခုရင်းဒီလာကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ဒီတပတ်နာကလာမှာကျွန်တော်မိတ်ဆွေတနင်္ဂနွေသားသမီးတွေဘလိုကန်တရားလေးတွေကြုံတွေ့ရတယ်လဲပေါ့နော်အဲ့ပထမဆုံးအလုံးနဲ့ပတ်သက်ပြီးစပြောကြပါတော့ပြန်နော်အဲ့ဒီကလာမှာ အစိုးရဝန်ထမ်းတွေတာဖြစ်ခဲ့မယ်ဆိုရင်ရာလူလူတက်တဲ့ဆိုတဲ့အနေထားကြီးကြုံရတဲ့ဂိမ်းရှိတော့ဝမ်းသာဖို့ကောင်းတယ်ဗျာနော်အဲ့တော့ရာလူလူဆောင်ပွဲဖြစ်လာတဲ့သူတွေဆိုရင်ဒီကလာမှာရာလူလူမဲ့ဆိုတဲ့အနေထားကြီးကြုံရတဲ့အမှုဝင်တွေပါတယ်ရင်ဆိုင်နေရတဲ့သူတွေဆိုရင်ဒီကလာမှာကိုယ့်ဘက်ကနေအနိုင်ရရှိမယ်ပေါ့နော်အမေတွေပါတယ်ကချခဲ့မယ်ဆိုရင်ဒီကလာမှာအမှုကနေအနိုင်ရမယ်ဆိုတဲ့ဂိမ်းခန့်တွေမှာသွားပါနေတယ်ဆိုတော့တချို့တွေဆိုရင်ဘွဲ့တူဂုံတူစူးစစ်တွေရရှိပိုင်ဆိုင်တာအပြိုင်ဆိုင်အတိုက်ခတ်တွေဂျားတွေကနေအောင်မြင်မှုရတာပေါ့အဲတချို့တွေဆိုဒီကလာမှာရိုးရွားကွဲတွေပါတယ်ဝင်တယ်ပေါ့ဗျာအဲဒီကလာမှာတခြားပေါ့အနိုင်ရတယ်ဆိုတဲ့ဂိမ်းမျိုးပေါ့နော် အဲအပြိုင်ဆိုင်နေကြတဲ့ကနေအနိုင်ရတယ်ဒီချက်တွေမှာဆိုတော့နိုင်ငံခေါင်းဆောင်တွေပါတယ်အဖြစ်တာဝန်ယူထမ်းဆောင်ရတဲ့အနေအထားတွေပေါ့နော်အကြီးအကဲယာယူရတဲ့အထိဖြစ်သွားတဲ့အနေအထားမှာကျုံဝန်တဲ့တနင်္ဂနွေတာသမီတွေတော်တော်လေးအားကောင်းပါတယ်ဗျာနော်အဲကျုံဝန်ရဲ့အညာခိုက်တွေရှိရင်တော့မှသူကအဲ့ဒါကိုခေါင်းဆောင်ကြော်လွှမ်းနိုင်တဲ့အနေအထားမှာရှိတဲ့အတွက်ဘာမှစစ်မှုတွေမလို့အဲ့တော့အလုံးနဲ့ပတ်သက်ပြီးတော်တော်လေးအဆင်ပြေတယ်တချို့ကတော့လက်ရှိလောက်ကနေတခြားအလုပ်တွေကိုပြောင်းတယ်တချို့ကတော့ယာယူတို့အပြောင်းရွှေ့မှုနဲ့ပြောင်းသွားတဲ့ကိစ္စရှိတယ်ပြောင်းရင်ပြောင်းမှရပါတယ်ဗျာနော်အဲ့တော့ဟိုလက်ရှိတော့တဲ့အလုပ်မှာအတိုက်ခတ်တွေကြုံနေလို့ အဆင်မပြေလို့ခက်ခဲလို့အဲမလုပ်ချင်လို့တခြားလူတခုပြောင်းကျင်သွားဆိုခိုင်းရင်လည်းပြောင်းလို့ရတဲ့အနေအထားရှိတဲ့အတွက်အဲရဲဝင်ပြောင်းမှာအတချို့တွေဆိုရင်ပြပခီးလေးပါတယ်ဘောင်းသွားတတဲ့ဂိမ်းထဲမှာပါပါတယ်နော်အချိန်ကြာကြီးအလုတ်ခေါ်တာထိုင်ဆောင်နေတဲ့သူတွေဆိုရင်ဒီကလာမှာအလုတ်ရပြီဟေးဆိုတဲ့သတင်းစကားလေးကြားရတယ်နော်အဲ့တော့အလုတ်နဲ့ပတ်သက်ပြီးတော့ interview တွေပါတယ်သွားရှောင်းရင် interview အောင်မယ်ဆိုတဲ့ဂိမ်းထဲမှာပါတဲ့အတွက်အလုတ်ကတော့အရန်ကောင်းတယ်ရှစ်ပုံရှစ်ကံကြီးမားတဲ့တနင်္ဂနွေသားသမီးတွေဆိုရင် အိမ်ဆောက်ရတာတို့အိုးသိအိမ်သိပိုင်ဆိုင်ရတာတို့အိမ်ပြင်တာတို့အဲအိုးအိမ်နဲ့ပတ်သက်တဲ့ကိစ္စတွေမှန်တယ်များလို့အရင်အဆင်ပြေတဲ့ကာလတွေမှာပါတယ်စိတ်ဝူစရာဘာမှမလိုဘူးနော်အဲဒီတစ်ပတ်ကာလသည်တနေ့ကနေတာသမီးတို့အလုတ်ကိုင်းအိုးအိမ်နဲ့ပတ်သက်ပြီးတော်တော်လေးအားကောင်းတဲ့အဲထိပ်ပန်းရာလို့တာဝန်တွေကိုတာဝန်ယူထမ်းဆောင်မယ်ဂိမ်းထဲမှာတော့သွားပါတယ် Now ကိုပိုင်စီပွားရေးလုပ်ငန်းလုပ်တဲ့သူတွေဆိုလို့ရှိရင်ဒီကာလမှာအလုတ်တွေထပ်ပြီးတိုးချဲ့ရတာမျိုးတွေစိုင်းနေစိုင်းခွဲတွေထပ်ပြီးဖွင့်ရတာတွေအခုမှစတဲ့အကောင့်တွေစတဲ့အကောင့်တွေဖွင့်ရတာမျိုးတွေဖြစ်တတ်တဲ့ဂိမ်းရှိတယ်ပြီးတော့ စက်တူရှယ်ယာလုပ်ငန်းလေးတွေလောက်ရတဲ့အရေးကြီးတဲ့စားစမ်းလေးစာချုပ်ချုပ်ဆိုရတဲ့အနေအထားတွေအားစာကြောင်းရတဲ့ဂိမ်းရှိတဲ့တို့ကအမှန်တမ်းဝမ်းသာဖို့ကောင်းတယ်တချို့ဟာဒီစောက်လို့ရလုပ်ငန်းလုပ်နေတဲ့သူတွေဆိုရင်ဒီကလာမှာပေါ့လေအလုပ်တွေအများကြီးရတာမျိုးလေးတွေနော်ကိုယ်လာပြီးတော့အိမ်ကြီးပါလေးစောက်ဖို့အဲ့ဒါတွေဟာစိုင်းကြီးစောက်ဖို့အဲ့ဒါတွေဒါမျိုးတွေကိုလက်ခံရရှိတတ်တယ်ဆိုတဲ့ဂိမ်းမှာပါတယ်တို့ကဝမ်းသာဖို့ကောင်းတယ်အိမ်ကြီးပါလေးရောင်းထွက်ချင်တဲ့သူတွေဆိုရင်ဒီကလာမှာကိုယ်ရောင်းတဲ့အိမ်ကိုကိုလိုချင်တဲ့ဈေးကောင်းလေးတွေနဲ့အဲရောင်းထွက်မယ်ဆိုတဲ့ဂိမ်းမှာပါတယ်ဝမ်းသာဖို့ကောင်းတယ်အဲ့တော့အိမ်ရောင်းဝယ်လုပ်တဲ့သူတွေ နော်အိမ်ဆောက်တဲ့သူတွေအိမ်ဆောက်ပစ္စည်းရောင်းဝယ်တဲ့သူတွေအရန်ကောင်းပါတယ်ဗျာနော်အဲနောက်တစ်ခုထပ်ပြောချင်တာကအဲတနင်္ဂနွေသားသမီးတွေဒီဟာကာလမှာအဲဂျာအနောက်ရှက်တွေလို့ပြောမယ်ဆိုခင်ရင်အာဗာလဲဆိုတော့အမှုကိန်းတွေဗာရင်ဆန်းတဲ့တဲ့ကိန်းတွေရှိတယ်တစ်ချက်သတိထားပေးမင်းဆိုရတဲ့ပတ်သက်ကိစ္စတွေသွားညှိဆုံလို့အမှုကိန်းတွေဖြစ်တာအဲရောင်းရောင်းကြောက်ပြဿနာတွေဖြစ်ရှင်းရတာတချို့ကတော့ငွေချေးကြောင်းအမှုဖြစ်တာတချို့ကကြတော့မိသားစုအချင်းချင်းပေါ့လေမိကိစ္စ အမွေကိစ္စအားထားမျိုးတွေကိုအကြောင်းပြုပြီးအမှုတွေပါဖြစ်တာမျိုးတွေကြုံရတယ်ဖြစ်တာကြာပြီးဖြစ်တဲ့သူတွေကတော့ဒီကာလမှာအမိတွေပါချမယ်ဆိုတော့ကိုယ့်ဘက်ကအနိုင်ရမယ်တချို့ကကြတော့အခုမှစပြီးဖြစ်ဖို့အချိန်နေဖန်နေလာတာမျိုးတွေဖြစ်တတ်တယ်အဲ့တော့အမှုဖြစ်ခဲ့ရင်တော့သူကကြာရှည်ဝမ်းလာမျိုးဖြစ်တဲ့အတွက်မဖြစ်အောင်နေဖြစ်ရင်တည်ရမမှုပုံစံမျိုးအခြေကြာကြီးဖြစ်သွားတဲ့ကိစ္စရှိပါတယ်ဂရုတရားစိုက်ပေးစေခြင်းနဲ့ငွေကြေးကန်နဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်တော့တနင်္ဂနွေတန်းသမီးတွေဒီတစ်ပတ်ကာလမှာငွေကြေးကန်တွေကညံ့တဲ့ထဲမှာမပါဘူးတော်တော်အရင်အကောင်းလားဆိုတော့အမကောင်းဘူးပေါ့လေ ရတဲ့ပတ်စံလေးတွေကမမဲဘူးမလောက်ဘူးပြန်ထွက်သွားတာမျိုးတွေဖြစ်တဲ့ကိန်းရှိတော့ဂရုလီတော့စိုက်ကမှာပေါ့လေအဲ့တော့ပတ်စံတွေပါရခဲ့သည်ရှိတော့အဖို့တန်နဲ့ဆက်ပစ္စည်းတွေပါဝယ်မယ်ဆိုဝင်ဝယ်လို့အဝင်တော်တယ်အိုးအိမ်နဲ့ပတ်သက်တဲ့ကိစ္စအလုံးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာရင်းနှီးမြှုပ်နှံပြီးတော့တုံးဆွဲမယ်ဆိုရင်ပိုကောင်းတယ်အဲ့လိုမှမဟုတ်ဘူးဆိုရင်ဆလင်းမုတ်လူတိုက်သလိုပဲပေါ့နော်လုံမပါသွားလိမ့်မယ်အဲ့တော့တချို့လေးတွေဆိုရင်ဟိုလက်လာထုတ်တာမှမကြသေးဘူးပေါ့လေအဲကုံစရာလေးတွေအများကြီးရှိသွားလို့ဆိုပြီးကုံသွားတယ် ကျွန်တော်လိုက်တောက်ကိုစီနေတယ်အဖတ်မတင်ဘူးဒါမျိုးတွေတရားစားဖြစ်သွားတဲ့ကိန်းရှိတဲ့အတွက်ငွေကြေးအရင်အားကောင်းတာတော့မဟုတ်ဘူးဒါပေမဲ့အရင်ပုစုပစက်ဆိုးတဲ့ထဲမှာလည်းမပါဘူးမဆိုးဘူးဆိုတဲ့အနေထားလောက်ပဲကျွန်တော်မြင်ရတယ်ပေါ့နော်နောက်တစ်ခုပါပြောချင်လဲဆိုတော့ကျမ်းမာရေးနဲ့ပတ်သက်ပြီးတနင်္ဂနွေသားသမီးတွေအဲကျမ်းမာရေးနဲ့ပတ်သက်လို့အညာအခိုက်တွေကြုံခဲ့မယ်ဆိုရင်အသက်ရွယ်ချင်းတဲ့သူတွေဆိုရင်မျက်စိကိုအရင်သတိထားပြီးမျက်ရည်တွေပါလိုက်ကြိုက်တာတို့မျက်မှန်တက်ကြတာတို့မျက်မှန်ပေါက်သွားတိုးသွားတာတို့တချို့ကမျက်စိခွဲရတာတို့ဒါမျိုးတွေလာတဲ့ကိန်းတွေရှိတယ် ပြီးတော့ခနာကမာရှိတဲ့အယိုးစစ်အကြောအချင်းခါးတွေ၆ရောက်တွေနော်အစ်စ်မြစ်တွေနာကျင်ကြိုက်ခဲတာလေးဘက်နာပုံစံမျိုးဖြစ်တာတွေအကြောအချင်းတွေပေါ့နော်အကြောတွေတင်းတောင်းနေတာအဲ့ရထားလိုက်လို့ရှိရင်ကိုယ်လက်တွေနာကျင်နေတာအဲဒါမျိုးလေးတွေသွားဖြစ်တဲ့ game ပါတယ်အဲကျမရေညာလို့ဆေးအောင်စေကမ်းပြမယ်ဆိုရင်တော့အင်္ဂါတာသမိဆရာဝန်နဲ့ပဲပြပေးတယ်နော်အဲ့ဒါအကောင်ဆုံးပဲအရှိတောင်တော့ရမှာရှိတဲ့ဆေးအောင်စေကမ်းတွေမှာသွားပြပိုကောင်းတာပေါ့ဗျာနော်အစားအစာတွေပါတယ်စားတဲ့အခါမှာကြာသာပေးတဲ့နယ်ပတ်သက်တဲ့အစားအစာလေးတွေမစားဘဲနေရင်ပို့ပြီးတော့ကောင်းမယ်လို့အကြံပေးခြင်းတယ် ပညာရေးနဲ့ပတ်သက်လို့ရှိရင်တော့တနင်္ဂနွေတာသမီတွေပညာရေးသေးသေးလုပ်တဲ့သူတွေတော့ကဒီကလာမှာအားနှက်ချက်တွေရှိတယ်ဂရုစိုက်ပေးပါနော်အဲဝရိယအားလေးနှစ်ဆလောက်ထည့်ပြီးကြိုးစားမှပညာရေးမှာမိမိတို့ရည်မှန်းထားတဲ့အတိုင်းလေးအောင်ပါလိမ့်မယ်အဲ့လိုမှမဟုတ်ဘူးဆိုရင်အညံ့လေးတွေရှိလို့မှာပဲဗျာနော်နောက်အခြေအနေနဲ့ပတ်သက်ပြီးပြောချင်တာကတနင်္ဂနွေတာသမီတွေချစ်သူလုံးဝလုံးဝမရှိတဲ့သူတွေကဒီကလာမှာအမရန်စမ်းပွင့်ပြီးချစ်တဲ့ခင်တဲ့သူတွေအစ်တွေရရှိတတ်တဲ့ဝိုင်းဝိုင်းလည်းမဆိုတော့ကလာထဲမှာပါတာပေါ့ အချစ်သူရှိတဲ့သူတွေဆိုရင်လည်းအိမ်တော်ရသားကြဖို့အတွက်အကြောင်းဖွင့်လာတဲ့ကာလရှိတယ်။ဒီစောကကိုယ်တိုင်မကြဘူးဆိုတော့ကိုယ့်ရဲ့မိသားစုဆွေမျိုးကြီးပေါ်မှာမိတ်ဆွေအရင်းချတွေကနေအိမ်တော်တွေပါကြတဲ့အခါမင်္ဂလာကိစ္စတွေဆောင်တဲ့အခါမှာကိုကပါဝင်ဆောင်ရရတာမျိုးတွေဖြစ်တဲ့ကိန်းရှိတယ်။ကောင်းပါလေနော်လုပ်ပြအောင်လုပ်ပေးပါ။အဲ့တော့အိမ်တော်ပြမဲ့ဆိုတော့ဒီကာလအကောင်းဆုံးပဲအိမ်တော်တွေပါရုပ်ရည်ထားကြတာမျိုးတွေဖြစ်တဲ့။တခုရှိပါလေစမ်းပွင့်လုံနဲ့စမ်းပွင့်လုံတစ်ဖက်မှာကောင်းတယ်ဆိုတော့တစ်ဖက်မှာကျတော့လည်းမကောင်းဘူးနဲ့။မထိတ်ချုံနိုင်တဲ့သူတွေလေးဆိုရင်တော့သွားတတ်တယ်။အဲ့ဒါပါလေဆိုတော့လင်မယားချင်းတွေအတူတူနေကြတဲ့သူတွေထက်စာရင် ချစ်သူဖြစ်စေအိမ်တော်မဖြစ်စေတယောက်နဲ့တယောက်အဲဝေးကွာနေတဲ့နိုင်ငံတခြားတွေဘာတွေမှာခွဲနေတဲ့သူတွေဆိုရင်ဒီကလာမှာကိုယ်ကိုယ်တိုင်တော်တော်ကောင်းကိုယ့်ချစ်သူအိမ်တော်မတော်တော်ကောင်းတရိယာတယောက်ပေါ်ပြီးတော့ပေါ့နော်အဲနေတဲ့ဘက်ကိုရိမ့်ပြီးတော့ပေါ့အဲအခြေအိမ်တော်ကြီးတွေမှာထပ်ပြီးတော့စမ်းပွင့်ပြီးရှုပ်ပွေမိတာကြောင့်နောက်ဆုံးဝခက်ပြီးရှစ်တဝါခက်တဲ့အနေထားလေးဂျုံပြီးတော့အဲအကြာကြီးတိဆောက်ထားတဲ့အခြေအိမ်တော်ကြီးတွေပျော်ကွဲပျက်စီးသွားတာမျိုးတွေဖြစ်တဲ့အတွက်အထူးသတိထားပြီးဖို့အကြံပေးခြင်းနဲ့အထူးသဖြင့်ကိုပတ်တဲ့အဲချစ်သူအိမ်တော်ဘက်တွေကပေါ့နော် အဲဘုရကူသာသမီကြတာပဲသာသမီဆိုရင်ပို့ဆိုးတယ်ကွဲတာပြတ်တာလေးတွေအမှုကင်းဖြစ်တာလေးတွေရင်ဆိုင်တော်တော်တတိထားပေါ့နိုမလာ9ရက်17ရက်12ရက်14ရက်အဲ့ရတွေကတော့အလောက်ကအကြံစီတွေအခက်အခဲကြတဲ့ကနေထိုးဖောက်အောင်မြအောင်ဆောင်နိုင်တဲ့အနေအထားလေးတွေရှိမယ်ရန်အားလုံးကိုကြော်လာနိုင်ပြီးတော့အဆင့်မြင့်တဲ့တိုးတက်မှုလေးတွေအကံမှုချရရှိနိုင်မယ်ငွေကြေးစီးပွားရေးနဲ့ပတ်သက်တဲ့ကိစ္စမှတ်သများဆောင်လို့ထုံထုံမမောက်ဖြစ်မယ်ယာရုကုန်ချိန်တိုးတက်လိုက်မယ်အကြီးကဲနေရာကိုရရှိမယ်လို့ခေါ်တယ်တခြားသူတွေနဲ့မတူညီတဲ့ရှုထောက်ကနေကြည့်ပြီးတော့လုပ်တဲ့ကိစ္စတွေကနေအောင်မြင်မှုလေးတွေဖြစ်ထွန်းလာနိုင်မယ် ဆိုတော့အရန်အားကောင်းတယ်လူမျိုးသားဘာသာရေးနဲ့စုပေါင်းဆက်ပေါင်းလုပ်တဲ့ကိစ္စတွေဆက်သူရှယ်ယာလုပ်တဲ့ကိစ္စတွေကတော်တော်လေးအားကောင်းတာပေါ့လေနော်နိုဝင်ဘာလ10ရက်13ရက်15ရက်မှာတော့အညံ့နေတွေရှိတယ်ငွေအပေးယူမှာညနာစင်းစရာလေးတွေမှာညနာကြောင်းပြဿနာလေးတွေဖြစ်ပြီးတော့ရရရှင်မရပေးရရှင်မပေးနိုင်တဲ့အ내ဥရှက်လေးတွေကြုံရတဲ့ဒါအပြင်ရေးရတဲ့သူအချင်းချင်းစိတ်ဝမ်းကွက်ပြီးတော့ကိုကမန်လို့ရှင်းပြရအောင်ဘယ်သူမှကိုယ်ကိုလက်မခံမနဲ့အများနဲ့တယောက်ဖြစ်ပြီးတော့ရွာမြင့်ထောက်ခံရမျိုးတွေဖြစ်တဲ့တဲ့မိပြဆွေပြဖြစ်တဲ့တဲ့သတိထားပါ နော်မပေါ်စပါနဲ့အဲ့တော့ဒီကလာမှာကန်ဒီယာရဲ့ထောက်မမှုအပြည့်အဝရအောင်အညိုရောင်မိခိုးရောင်အစက်ရောင်အဝါရောင်တို့ကိုအဓိကထားပြီးဝတ်ဆင်သုံးဆွဲပေးပါဒါအပြင်အုံညုံအောင်တွေပန်းဇပယ်ပန်းမင်းမြုပ်ပန်းအဲ့ဒီပန်းတွေကိုမိမိတို့ယုံကြည်ကိုယ်ဝယ်တဲ့ဖျားမှာဖျားပန်းကတာဖြစ်စေနေအဲ့ကနေမှာအလပောင်းထိုးတဲ့နေရာမှာပဲဖြစ်စေပြုလုပ်သုံးဆွဲပေးရမယ်နော်အဲ့တော့ညနေတဲ့အညနေကင်းပြီးတော့ကောင်းတဲ့ကံတွေပိုကောင်းအောင်မလုပ်ရမလဲတဲ့။ကိုင်းညနေတဲ့ဗောရင်းညောင်မရဲ့ဂိုင်းလေးကို အုံသာ အုံသားနဲ့ထောက်ပြလိုက်ညောင်ထောက်ပြလိုက်အုံသားကိုဖြစ်နိုင်ကိုယ့်ရဲ့တိုင်းဖြတ်ပြီးတော့အဲညောင်ထောက်ပြလိုက်ထောက်တဲ့ခါမှာလဲကိုယ့်ရဲ့ဓာတ်လို့ခေါ်မှာပေါ့လေတနုနဲ့ဓာတ်လို့ခေါ်တဲ့အရှိန်များတော့ရက်ကိုကန်ကြတဲ့ညောင်မြက်ခိုင်းကိုထောက်ပြအောင်ထောက်ပြလိုက်ပါဒီချာပေါက်ယာရုကုန်ရှင်တွေတိုးတက်ပြီးတော့ရံအပေါင်းကိုကျော်လွှမ်းနိုင်နေမယ်အညာခိုင်တွေတက်တာပြောက်ကင်းအောင်ချုပ်တယ်ပြီးတော့ကျမကြီးညံ့နေတဲ့အဖိုးအဖွားတွေတက်ကြည့်ရော်တွေဘာလို့မဆိုဘောတက်နိုင်သလောက်ဆေးဝါးဒါနနဲ့တက်စာလေးလူတန်းပြအောင်လူတန်းပြလိုက်ပါအညာနဲ့กินပြီးတော့ကောင်းတဲ့ကံတွေအေကံမုတ်ချပိုးကြီးကောင်းသွားပါလိမ့်မယ်အဲတနင်္ဂနွေသားသမီးအားလုံးစိတ်ချမ်းသာညီကိုကြီးကျမကြီးများဖြစ် ပြည်သူကြပါစေ